ဒီနေ့ကျွန်တော်တို့ဆရာတော်ကြီးရဲ့တောင်နန်းသာနာပြုကိစ္စတွေမှာကျွန်တော်တို့တွေနဲ့78ကြိမ်မြောက်ကထိန်လူတန်းဘွဲကိုနေစားနဲ့တောင်တန်းဒေသကောင်းတန်းဒေသတွေမှာဆောင်းသွားมาဖြစ်ပါတယ်ဒီကြောင်းပေါင်းတွေနဲ့1500 98ကြောင်းရှိပြီးတော့မှနေစားနဲ့တောင်တန်းတင်းစီမှာရှိတဲ့ကိုရော်တွေနှစ်ဆင်မပြတ်ဒါကျွန်တော်ဆောင်ရွက်ခဲ့တာက78ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ကထိန်နေနဲ့ ဒီမှာပါဝင်လူတိုင်းမိတော့မှတောင်ပေါ်ဒေသတွေမှာရှိတဲ့ကျောင်းတွေကိုကျွန်တော်တို့တကြောင်းလျင်ကထိန်ပရိသေဝင်တစ်ခုလူတိုင်းချင်းနဲ့ကထိန်အာနိသင်ရှိအောင်ဆောင်ရွက်သွားပါမယ်။ကထိန်ပရိသေဝင်တစ်ခုရဲ့ကျွန်တော်သတ်မှတ်ထားတဲ့တံမိုးကတော့ဖြင့်တသိန်းသသောင်းဖြစ်ပြီးတော့မှဒီကထိန်နဲ့အတူစခိုင်းမှာရှိတဲ့ဆရာတော်တွေအတွက်မိုးကြကထိန်ကိုလည်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။စခိုင်းတိုင်းရဲ့ပတ်ဝန်းကျင်မှာရှိတဲ့စခိုင်းတောင်ပေါ်မှာရှိတဲ့အကျောင်းတွေရတော့ဖြင့် အစိုးရဘုရားမုံရွာမှာရှိတဲ့အခါကျတော့ဒီကိုတော်တွေကိုပြင်းတော်လဲပဲစကန်ရနေပြီးတော့မှမုံရွာသွားဖို့အခက်အခဲအများကြီးရှိပါတယ်ဈေးအခက်အခဲရှိတယ်တခြားသောအကြောင်းအရာတွေအခက်အခဲရှိတဲ့အတွက်ဒီကိုတော်တွေအတွက်ကိုတော့ဖြင့်အဲကျွန်တော်တို့အတွင်းနဲ့ဒါဆယ်ကြိမ်မြောက်ရှိပါပြီဒီကိုတော်တွေကမိုးကြကြိမ်ခင်းပေးတာအဲ့ကိုတော်တွေကိုလည်းပဲတစားမုံလာပြင်းနေမှာပဲကျွန်တော်တို့ကအဲဒီအကြောင်းမှာပြင့်ပြီးတော့မှဒါမိုးကြကြိမ်ကိုဆောင်းပေးမှာဖြစ်ပါတယ် အခုကကျွန်တော်ဆရာတော်ကြီးဗန္ဒာဒိခအကမာပန္ဒိတရဲ့အကြောင်းဖြစ်တဲ့တောင်စလင်းတိုက်62လမ်း30 33ကြားမှာကျွန်တော်အထူးကမန္တာဖွင့်ထားပါတယ်။နော်လာရောက်ပြီးတော့မှ လူတိုင်းရင်လည်းပဲကျွန်တော်တို့ကဒါမှတ်တမ်းတွေပါလေရိုက်ပြီးတော့မှအမှတ်တရပြန်လဲပြီးတော့မှဆောင်းပေးတာရှိပါတယ်။အကယ်၍အသက်အရွယ်ကြီးရင်ပြီးတော့မှကျွန်တော်လူချင်းတော်လည်းပဲသွားလိုက်ခက်ခဲတဲ့လူတွေကိုလည်းပဲကျွန်တော်အသင်းကိုဆက်သွယ်ပြီးတော့မှအကြောင်းကြားမယ်ဆိုရင်လာရောက်လက်ခံပေးလို့ရပါတယ်။ ဒီကျွန်တော်တို့ဆက်သွယ်နိုင်တာကတော့ကျွန်တော်တယ်လီဖုန်းနံပါတ်၄၄၂၃၉၄၄၆၆ပါကျွန်တော်တို့အလွယ်တကူဆက်သွယ်နိုင်လို့ရတဲ့ဖုန်းဖြစ်ပါတယ်အဲ့ဒီဖုန်းနဲ့ဆက်သွယ်လိုက်မယ်ကျွန်တော်သတင်းစာထဲမှာလည်းကြေညာထားပါတယ်ကျွန်တော်ပမ်ဖလက်တွေလည်းဝေထားပါတယ်လာကျွန်တော်တို့ဘလို့ဖြစ်ဖြစ်ကျွန်တော်တို့လာရောက်ပြီးတော့အလူခံပေးနိုင်တဲ့အကြောင်းလည်းအသိပေးလိုပါတယ်